ုတင်ဆက်ပေးမယ့်သတင်းကတော့လုံခြုံရေးအတွက်နိုင်ငံသားတပေါင်းကျော်ကိုဖမ်းဆီးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံအတွင်းမှာတင်းငယ်ရေးနဲ့လုံခြုံရေးအတွက်အရေးတတောင်းကြော်ကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီးခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်စ်လကဝန်ကြီးချုပ်ဟာရှေ့ဟာစီနာနိုင်ငံအတွင်းအထပ်ပြေးသွားခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ်ဆိုရဟာနိုင်ငံအတွင်းမှာပုံမှန်အခြေအနေရဖို့အတွက်တင်းငယ်ရေးနဲ့လုံခြုံရေးလုပ်ငန်းစဉ်တွေကိုအလေးပေးဆောင်ရွက်ခဲ့တဲ့နေရာမှာအရေးတတောင်းကြော်ကိုဖမ်းဆီးခဲ့ရပါဗျ။ပြီးခဲ့တဲ့လတကယ်ကဖမ်းဆီးတဲ့တဲ့ငယ်အရေးအတွက်ဟာ 2168ရှိရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကဖမ်းဆီးခံရသူဦးရေမြင့်တက်လာခြင်းအတွက်အဓိကကြားရကြောင်းရင်းတွေထဲမှာလက်ရှိဘင်္ဂလားဒေ့ရ်ရဲ့အစိုးရကဒီဇင်ဘာလမှာကျင်းပဖို့အတွက်စီစဉ်ထားတဲ့ရွေးကောက်ပွဲကို2028ခုနှစ်ရောက်မှာကျင်းပဖို့အတွက်ပြင်ဆင်လာပြီးနောက်မှာနိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေမြင့်တက်လာပြီးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိပါလာဖြစ်တယ်လို့သိရပါတယ်။ ။ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာနိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေမြင့်တက်လာခဲ့ပြီးနောက်မှာဒါကာနဲ့စစ်တကောင်လိုမျိုးကြီးတွေပါဝင်တနိုင်ငံလုံးမှာတန်ချက်ကရင်တွေနဲ့တင်ကားတွေတုံပြီးတော့ကင်းနေတာတွေလှုပ်ဆောင်လာပါတယ်။ဒီသတင်းကိုတော့ငင်းချမ်းဟောပေးပို့လာပါဗျ။